မြန်မာပြည်မှာလွယ်လို့ရှိရင်ဂျန်နဲ့ဘယ်နေရာမှာမမရတဲ့ JOC ချက်ကလေးကိုလှူစားမှဖြစ်ပါတယ်။ဒါကတော့ကျွန်တော်လုပ်တတ်တယ်လို့လုံးမှဖြစ်ပါတယ်။အရင်ဦးဆုံးချက်အယိုးတွေနဲ့အရေးခွန်တွေကိုဖယ်ထားပါမယ်။အရင်ဆုံးချက်အယိုးတွေအသားတွေကိုအိုးတလုံးထဲမှာထည့်ပြီးတော့ရှည်နေပေါ့နော်။အရင်ဆုံးအကြမ်းလေးတစ်ခါပြုတ်ပါမယ်။ရှည်ကိုတော့အဲချက်ယိုးတွေအကုန်လုံးမြုပ်သွားတဲ့အထိထည့်ပြလိုက်ပါ ပြီးတော့လို့ရှိရင်ဒီတိုင်းဘာမှမထည့်ပဲနဲ့အကျန်းအရင်တစ်ခါပြုတ်ပါတယ်ပြီးတော့လို့ရှိရင်အဲ့ဒီရေတွေကိုတွန်းလိုက်ပြီးတော့မှအရသာပေါ့နော်ဂျင်းနေစားတွေထည့်ပြီးတော့မှအရသာနဲ့ပြုတ်ပါတယ်ဒါကတော့ကြာဆန်လေးကိုရည်စိမ်းထားတာပါခုနကဖယ်ထားတဲ့ကြက်အရေကုန်တွေကိုစီထုတ်ပါမယ်နော်ဒီကပ်အေးအေးနဲ့ပဲဖြည်းဖြည်းချင်းစီထုတ်ပေးရပါမယ်။တဖြည်းဖြည်းနဲ့ကြက်အရေကွန်ထဲကနေပြီးတော့စီလေးတွေထွက်လာပါပြီ။စီလေးတွေကုန်တော့ရှိပြီးတော့ ကြက်အည်ကွန်လေးတွေအခုလိုမျိုးကျွတ်သွားတဲ့အနေအထားရောက်ပြီဆိုလို့ရှိရင်ကြက်အည်ကွန်လေးတွေကိုတက်တက်ဖိထားလိုက်ပါတယ်ကျွန်တော်ကတော့ကြက်အည်ကွန်တွေကိုစမှဖြစ်တဲ့အကြောင်းမလို့မလွတ်ပြပါဘူးကြက်အည်ကွန်တွေကနေပြီးတော့ထွက်လာတဲ့စီတွေကနင်းနေတာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ကိုယ့်ဘက်တကူစီနည်းနည်းထပ်ထည့်ပြီးတော့ကြိတ်ထားတဲ့ကြက်သွန်ဖြူလေးတွေကိုစီတက်လိုက်ပါတယ်ဒါမှကျွတ်သွန်ဖြူစီကျက်လေးရမှာပေါ့နော်ကျွတ်သွန်ဖြူစီကျက်မွမွလေးအခုလိုအနေထားရပြီဆိုရင်ချလို့ရပါပြီ ဒါလေးကတော့ထည့်စာမဲပဲပြားနဲ့ငုံညွှတ်ဖြစ်ပါတယ်ကိုကြိုက်နှစ်သက်ရအတိရွက်ထည့်စာပါဒါကတော့တွဲစာဖို့ကြက်ဥနှလုံးပြုတ်ထားပါတယ်ကြက်အယူကိုလည်းပြုတ်ထားပါတယ်အခုဆိုရင်တော့ပါဝင်ပစ္စည်းအားလုံးအဆင်သင့်ဖြစ်ပါပြီ။ကြက်သားဝတ်သားအဆင်ပြေရအသားလုံးကိုသုံးလို့ရပါတယ်။ကျွန်တော်ကတော့ ready made ပေါ့နော်။စူပါနေပြီးတော့ဝယ်ထားတဲ့အသားလုံးတွေကိုသုံးလိုက်ပါတယ်။အချင်းရတော့ကျွတ်မြူမြူဒီဇိန်းကို နှုတ်နှုတ်ဆင်းပြီးတော့ခတ်ချက်ထည့်တယ်ပြီးတော့တကြားလေးနည်းနည်းထည့်တယ်စားလေးနည်းနည်းထည့်လိုက်ပြီးတော့မှွေလိုက်လို့ရှိရင်တော့ဒါကချင်းကန်ဆက်အချင်းကြီးတစ်ခွက်ရပြီဖြစ်ပါတယ်ပြုတ်ထားတဲ့တဲ့ရိုးတွေကလည်းအချိုးရစာလေးထွက်လာပြီဆိုလို့ရှိရင်အသားလုံးတွေထည့်ပြုတ်မယ်၊ပဲပြားတွေထည့်ပြုတ်မယ်၊အရွက်တွေထည့်ပြုတ်ပါမယ်။အရွက်ကတော့အာအရန်ကြီးပေါ့နော်၊နူးဤပြဲနေတဲ့အထိမပြုတ်ပါဘူး။ပဲပြားကိုလည်း ကြက်တယ်ဆိုရင်ပြုတ်ပြီးတော့အရွက်ကိုလည်းအဲ့လိုပါပဲရင်းနှီးဖြောရဲဆိုရင်လေးပါပဲအသားလုံးကတော့ကြက်တယ်အထီးပြုတ်ပြရပါမယ်ပြီးသွားလို့ရှိရင်နောက်ဆုံးမှာကြာစံကိုရင်းနှီးဖြောပါရယ်ကြာစံကိုလည်းပေါ့နော်9မိနစ်ကနေ6မိနစ်9မိနစ်လောက်ပေါ့ကိုစိတ်ကြိုက်ပြုတ်လို့ရပါတယ်ကိုစိတ်ကြိုက်နေထားရပြီဆိုရင်ပြန်ဆင်လိုက်ပါရေးစစ်ပြီးတော့ဒါလေးကတော့ရေးစစ်ပြီးတော့ဖယ်ထားတဲ့ကြာစံထည့်ကိုစက်တုံဖြူစီချက်ရဲ့ပဲငံပြာရည်ရဲ့စက်သားမှုန့်ရဲ့ထည့်ပြီးတော့နင်းလိုက်ပါရယ် အချိုကြိုက်တဲ့လူကတကြားလေးနည်းငယ်ထည့်လို့ရတယ်ပြီးသွားလို့ရှိရင်ငရုတ်ကောင်းလေးထည့်ပြီးတော့နည်းလို့ရပါတယ်ကျွန်တော်ကတော့ထည့်မနည်းထားတာပါပြီးသွားလို့ရှိရင်စာမေးပုဂံတွေမှာအပွဲပြင်ပါမယ်ခုနကတုန်းကပြုတ်ထားတဲ့အသားလုံးတွေပဲပြားတွေမုံညင်းရွက်တွေထည့်တယ်ပြီးရင် just just စီဘက်ပေါ့နော်ကြက်အရေကွန်ထည့်တယ်ပြီးတော့ကြက်ဥပြုတ်လေးနဲ့ထည့်ပြီးတော့အချင်းရင်းလေးနဲ့တွဲဆမယ်ဆိုလို့ရှိရင်ရတာရှိတဲ့ကြက်ဥစီကြက်တပွဲရပြီဖြစ်ပါတယ်ဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်